တန်တို့ moderator ကိုရှောက်လာနဲ့ပြပြအောင်ပါเนาะဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ပေါ့เนาะကျွန်တော်ကတတန်တို့လို့ပြောတဲ့ပုံမှာတတန်တို့ကကျွန်တော်ကပေါ့เนาะမိတ္တူစဆွဲရတယ်ပေါ့မိတ္တူဆွဲတဲ့နေရာမှာ၄စုံဆွဲရမယ်ပေါ့ဗျာနံပါတ်1ကဝင်းစားရဲ့အမှုရဟောင်းရှာတာရဲ့မြေပုံရဲ့အမှုရဖွင့်ရဲ့ဆိုပြီးတော့ပေါ့เนาะမိတ္တူ၄စုံဆွဲရမှာဖြစ်ပါတယ် โอเคနံပါတ်1အနေနဲ့ပေါ့ကျွန်တော်ကဝင်စားတင်လိုက်မယ်ပေါ့ဗျာဝင်စားတင်လိုက်တယ်ဆိုတော့ကျွန်တော်ကဒါပါလို့ဗျာမနေ့ပြန်တင်လာနေကိုကျွန်တော်ကဝင်စားစတင်ပြီဆိုတာနဲ့နောက်တစ်ပတ်တင်လာနေဆိုရင်အဲ့ဝင်စားကနိုးနယ်ကိုရောက်မယ်ပေါ့ဗျာမျိုးနယ်ရောက်တာနဲ့ကျွန်တော်ကတက်ဆိုင်ရမျိုးနယ်မှာပေါ့နော်ကိုတင်လိုက်တဲ့မြေခွဲရဲ့အကွက်ကင်တဲ့သူပေါ့ဗျာမြေတိုင်းနဲ့သွားချိတ်ပြီးတော့မှတတန်းတို့ဖြစ်တဲ့အတွက်ကြောင့်မလို့ကွင်းဆင်းရမယ်ပေါ့ဗျာကွင်းဆင်းဖို့အတွက်အဲ့မြေတိုင်းကိုကျွန်တော်ကွင်းဆင်းသွားချိတ်ရတယ်ပေါ့ဗျာချိတ်လိုက်လို့ရှိရင်ကျွန်တော်ကအဲ့မှာပထမဆုံးဝင်စားတင်တယ် တပတ်နေတော့စာမျိုးနဲ့ရောက်တယ်ပြီးကွင်းစင်းချိတ်လိုက်တယ်ကွင်းစင်းတာဒုတိယမြောက်တပတ်ပေါ့နော်ဒုတိယမြောက်တပတ်မှာကွင်းစင်းတယ်ကွင်းစင်းပြီးသွားလို့ရှိရင်ဒီမြေတန်းကနေပြီးတော့ပေါ့နော်ဒီတတန်းတုံးမဲ့မြေခွက်ဟာဥမာအစီနံအစီနှစ်ထက်ရှိရဒါမှမဟုတ်နံကက်နှစ်ထက်ရှိရပေါ့နော်သူတွေးရှိချက်တွေကိုကိုတင်လိုက်တဲ့စာပေါ်မှာပေါ့နော်တွေးရှိချက်တွေရေးမယ်ရေးပြီးသွားလို့ရှိရင်ကျွန်တော်ကထုံးစံနိုင်ပေါ့နော်အစင်းစင်းရေးတက်မယ်ပေါ့ဗျာအစင်းစင်းဆိုတဲ့နေရာမှာမျိုးနဲ့တာဝန်ခံကနေစမယ်တာဝန်ခံစုမှုခွဲမှုဒုဌာနာမှုဌာနာမှုပေါ့နော် ရေးတက်ပြီးသွားလို့ရှိရင်ကျွန်တော်အဲ့စာကိုပြန်ကြလာပြန်ကြရဲဆိုတော့လေကျွန်တော်ဘုံတိုင်းဆိုပြီးတော့ကြားမလာပါဘူးเนาะအဲ့လိုပဲတစင်ချင်းပြန်ကြမယ်ကြမယ်ကြမယ်ဟုတ်ပြီဒါကိုကျွန်တော်အနေနဲ့တက်တန်းလုပ်ဝင်ပြုတ်ပါတယ်ဆိုပြီးတော့ကျွန်တော်စာခွင့်ပြုမယ့်ရတယ်လို့ခေါ်တယ်ဗောဗျာအဲ့ခွင့်ပြုမယ့်ရတယ်ကျွန်တော်ကမြေပုံ၆လောက်တင်လို့ရပြီโอเคအဲ့လိုမြေပုံတင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အနေနဲ့ဗောနော်မြေပုံဟာလည်းတင်လိုက်လို့ရှိရင်ကျွန်တော်တပည့်အတွင်းကိုမျိုးနဲ့ရောက်တယ်ဗောဗျာတပည့်အတွင်းမျိုးနဲ့ရောက်တယ်ဆိုတော့သုံးဆိုင်တိုင်းပဲအဲ့ကွင်းစင်းတဲ့မြေတိုင်းနဲ့ပဲသွားချိတ်ချိတ်ပြီးတော့မှဒါမြေပုံဆွဲပေးဖို့အတွက်ပေါ့နော်ကျွန်တော်တို့တွေက မြေပုံဆွဲကားတွေပါလေရှင်းပြီးတော့မှမြေပုံကိုထုံးစံတိုင်းလက်မှတ်တွေလိုက်ထုတ်ပြီးတော့မြင်မြင်လေးထုံးမှဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်အနေနဲ့ပေါ့နော်ဒီဝင်းစားတင်တာနဲ့ဒီမြေပုံတင်တဲ့ဟာကိုကျွန်တော်ကတလအတွင်းလုပ်လို့ရပါတယ်ပေါ့နော်တလအတွင်းလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်ကနောက်တလပေါ့နော်ဒုတိယမြောက်တလကြလို့ရှိရင်ကျွန်တော်ကအမှုရောဖွင့်မယ်ပေါ့အမှုရောဖွင့်တဲ့ဆိုတဲ့နေရာမှာလည်းပဲကျွန်တော်ကလူဝဲချက်လေးတွေရှိရပေါ့နော်ဒီတိုင်းသွားပြီးတော့ဒီမြေပုံလေးနဲ့အမှုရောဖွင့်လို့မရပါဘူးအဲကိုယူထားတဲ့ရှောက်လွှာတွေနဲ့ပေါ့နော်အခုံကင်းရှင်းကြောင်းတွေရှိရမြေကုန်ကင်းရှင်းကြောင်းတွေနော် ဒီအိမ်တပ်ပုံနေနော်တွဲရမယ့် service line လေးရှိတယ်ပေါ့ဗျာအဲ့တော့အဲ့ဒါလေးတွေကိုကိုယ့်ဘက်ကပေါ့နော်ကိုယ်ရှင်းနေဆိုရင်တော့ဘို့ကျိုးဆောင်ဆိုရင်ပေါ့ဗျာကိုယ်ကကိုယ့်ရဲ့ client တွေအတွက်ကိုပြည့်စုံအောင်ပေါ့နော်ဒါတွေကိုမြန်မြန်လေးစီစဉ်ပြီးတော့မှတပတ်အတွင်းကိုပေါ့နော်အမှုရောဖွင့်နိုင်အောင်လုပ်လိုက်လို့ရှိရင်ကျွန်တော်ကသတင်းစာပြင်ညာပါဖို့အတွက်ကိုအမှုရောဖွင့်ပြီးတာ ਨੇ တပတ်လောက်ဆောင်ရတယ်ပေါ့နော်အဲ့တော့ကိုကကိုယ့်ဘက်ကနေမြန်မြန်လုပ်နိုင်တဲ့အပိုင်းကိုလုပ်ပြီးတော့မှတပတ်ပေါ့နော်ဒါနှစ်လမြောက်ရဲ့ဒုတိယတပတ်ကိုပြောတာနော် ဗီယာမြောက်တပတ်ကြာလို့ရှိရင်ကျွန်တော်ကသတင်းစာကြီးညာထည့်လိုက်ပြီဆိုတာနဲ့ပေါ့နော်သတင်းစာ၁၄ရက်ဆောင်ရတယ်ပေါ့ဗျာအမှုရဲနံပါတ်၄ရတယ်သတင်းစာလည်းကြီးညာပြီပြီဆိုတာနဲ့ကျွန်တော်အနေနဲ့အဲ့နှစ်ပတ်လောက်ကိုသတင်းစာရက်ပြည့်မဲ့အချိန်လောက်ထိကိုအဲ့အမှုရဲကိုလွတ်ထားလို့ရရပေါ့ဗျာနော်နှစ်ပတ်လောက်တော့မဆွဲသေးဘဲနဲ့ပြစ်ထားလိုက်လို့ရပြီ Okay အဲ့လိုပဲဒါ၂လအထိကျွန်တော်လာကုန်၂လပြည့်သွားပြီဆိုရင်၃လမြောက်ကြာလို့ရှိရင်ကျွန်တော်ကကွင်းစင်းထွက်ဆိုကြဲဆိုတာပေးရတယ်နော်ဒီသတင်းစာကြီးညာလိုက်တဲ့ဟာတွေကိုသတင်းစာပါမပါသွားကြည့်မယ်ပြီးလို့ရှိရင်ဘယ်နေ့ရပါပြီးတော့မှဘယ်နေ့မှာပေါ့နော်၁၄ရက်ပြည့်သွားတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ဒါကို ဒိတ်တင်နေပေါ့ဗျာကိုကကြည့်ပြီးတော့မှဟုတ်ပြီဒါကိုကွင်းစင်ထွက်ဆိုချက်ပေးလို့ရပြီဆိုတာနဲ့ဒါဒီကိုတတန်းတူတဲ့မျိုးနယ်ပါပေါ့နော်ကွင်းစင်ထွက်ဆိုချက်ပေးတဲ့နော်နေရာလေးတွေရှိပါတယ်အတူရသက်ဆိုင်ရာမျိုးနယ်ကွင်းစင်ထွက်ဆိုချက်ပေးတဲ့နေရာကိုသွားပြီးတော့မှဒါကွင်းစင်ထွက်ဆိုချက်ပေးလိုက်ပေါ့နော်ပေးပြီးသွားလို့ရှိရင်ကျွန်တော်အဲကွင်းစင်ထွက်ဆိုချက်ပေးတဲ့နေရာမှာလည်းပဲဒါကဲကရှင်နေခေါ်ဖို့လိုတယ်ပေါ့နော်လိုပြီးတော့မှကျွန်တော်အနေနဲ့အခုအရင်တော့ဆိုရင်တော့ပေါ့ဗျာဒါကဲကရှင်နေလက်မဲ့လေးပြီးစလဲထိုးပြီးတော့မှ အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းကျတော့ကျွန်တော်ကဘလို့ဖြစ်နေလဲဆိုတော့ဒီတတန်းတို့လျှောက်တဲ့နေရာမှာလက်မဲ့တွေမတူလို့ဆိုပြီးတော့ပြန်ပြန်ကြနေတဲ့အနေအထားလေးတွေရှိပါတယ်အဲ့တော့ကိုယ့်ရဲ့ client ကိုလည်းပဲဒါအရင်တော့ထိုးတဲ့အတိုင်းပဲဒါတေချာလေးထိုးပေးဖို့အတွက်ပေါ့နော်ဒါလေးတော့မှာကြပြီးတော့မှာတေချာလေးထိုးပေါ့နော်ပြောချင်တာတော့ဗျာလက်မဲ့တွေမတူဘူးဆိုတာကဒါတူတူကိုကိုပေါ့နော်ကျွန်တော်တို့လည်းအတူတူပဲလက်မဲ့တူနိုင်ဖို့ဆိုတာကဒါကျွန်တော်အနေနဲ့ရုံးဝင်တဲ့ဖြစ်နေမှာလူကြီးတယောက်ဖြစ်နေမှာပဲလက်မဲ့တူနိုင်မှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့အနေနဲ့အမြဲတမ်းဒီလက်မဲ့ကိုထိုးနေကြဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့လက်မဲ့က မတူသေးတာအကြောင်းမရှိဘူးပေါ့နော်။ဒါမှန်ကျွန်တော်တို့ဒီခါဒီလေးမှလက်မှတ်ထိုးတဲ့သူဆိုရင်တော့ဒါအခုထိုးတဲ့လက်မှတ်နဲ့နောက်၁၀ချိန်လောက်ထိုးတဲ့လက်မှတ်ကကွာပါတယ်ပေါ့နော်။အဲ့တော့ကွာလက်မှတ်ကိုတူအောင်ထိုးပါလို့ပြောလိုက်တဲ့အနေထားမှာဆိုရင်ဒီထိုးလိုက်တဲ့ client အနေနဲ့ပေါ့ဗျာခဏခဏထိုးနေထိုးလိုက် ထိုးလိုက်ထိုးလိုက်ထိုးနေရင်လည်းလက်မှတ်ကမတူတော့ဘူးပေါ့နော်။နည်းနည်းပါးပါးကွဲတာလေးတွေရှိပါတယ်။အဲ့တော့ပြောချင်တာတော့ဗျာလက်မှတ်ဆိုတာကတော့ဒါထိုးတာတော့လူကိုယ်တိုင်ပေါ့နော်ဒီ calculation ကိုယ်တိုင်ထိုးတာပဲဒါပေမဲ့မတူတဲ့အကြောင်းလေးတွေရှိွေးဆိုတဲ့အကြောင်းပါကျွန်တော်တခါလဲဟို sharing လုပ်ပေးတာပေါ့နော်အဲ့တော့ကဲထားပါတော့ကျွန်တော်တို့ Queen's Inn ထွက်ဆိုချက်ပေးပြီးပြီဆိုတာ ਨੇ ပေါ့နော်အဲဒီအမှုတွေဟာကျွန်တော်တို့ထုံးစံတိုင်းတောင်းငွေတို့မယ်စူမှုတို့မယ်ပြီးလို့ရှိရင်အဲဒူးဦးစီးစစ်တယ်ပေါ့နော်စစ်ပြီးသွားလို့ရှိရင်ဖိုင်တယ်ဖမ်းမှုထိုးမယ်ထိုးပြီးသွားလို့ရှိရင်ထုံးစံတိုင်းဒူးဌာနမှုထိုးမယ်ဌာနမှုထိုးမယ်ပြီးကျွန်တော်အတွင်းရေးမှုစီရောက်တယ်အဲ့တော့အဲ့ဒီဟာတွေလို့ပို့ဟာကကျွန်တော်အချိန်တလားပေးရတယ်ပေါ့နော်အချိန်တလားဆိုရင်အဲ့မှာ3လမြောက်ဖြစ်သွားပြီโอเค3ลาเมี่ยวเท่มาๆกูเนี่ยหมู่ด้วยอ่ะคอมเมดี้ย้อมไม่ออกปะเนาะแต่กูก็สงสัยมาဖြစ်ပါတယ်โอเคคอมเมดี้ติดต่อไปဆိုရင်အဲကျွန်တော်အနေနဲ့ အဲလောလောလဲလဲပေါ့နော်ဒါကျွန်တော်ပြောသလိုရှင်းမှလိုက်လို့ရတဲ့ကိုလိုက်လို့ရတဲ့အပိုင်းလေးတော့တခါလေးလိုက်ထားမှာဖြစ်ပါတယ်နော်ကောမေဒီရောက်ပြီဆိုရင်ကျွန်တော်အနေနဲ့လိုက်လို့မရတော့ပါဘူးမရတဲ့အတွက်ကျွန်တော်တို့ကတော့ဒီအမူရဲလေးတွေကိုလောလောဆယ်ခဏလေးပြစ်ထားမှာဖြစ်ပါတယ်ပြစ်ထားမယ်ဆိုတော့ဘယ်လောက်လောက်ပြစ်ထားမလဲဆိုတော့ဒါလောလောလဲလဲအနေနဲ့တော့ကိုရအမူရဲတူတူကိုကိုပေါ့နော်အတန်းနိုင်ဆုံးမြေမြေလေးကြာကျင်တာဖြစ်တဲ့တဲ့ကြောင့်မလို့ပေါ့ဒါတော့ဟိုအချင်းကာလခံမဲ့လို့မရဘူးပေါ့နော်ဒါပါတော့ကျွန်တော်ခံမဲ့ချင်းအချင်းနှစ်လပေးထားမယ်ပေါ့ဗျာနှစ်လအတွင်းမှာကိုရဒီအမူရဲကကြားမကြဘူးကိုက စောင့်နေရမှဖြစ်ပါတယ်ဗောနော်အဲ့တော့အမှုရဲကော်မတီကနေကြားပြီဆိုတာနဲ့ဒီအစည်းအဝေးမဟုတ်သူတို့ကတော့နော်တပတ်တစ်ခါအစည်းအဝေးလုပ်တယ်လို့ပြောတယ်ဗောဗျာအဲ့တော့ကော်မတီလည်းကြားတယ်ကိုယ့်ရဲ့အမှုရဲကလည်းဒီအစည်းအဝေးမတန်းဗောနော်အဲ့မတန်းမှာပါတယ်ဆိုရင်ကျွန်တော်ငွေသွင်းလို့ရရေဗောအဲ့တော့ငွေသွင်းတာနဲ့ခရရင်အဲ့ဒါနဲ့တစ်ခါတည်းတရတဲ့မှာလုပ်လို့ရပါတယ်အဲ့တော့ပြောချင်တာတော့ဗျာရှေ့၃လပြီးသွားပြီကော်မတီကြားဖို့အထီးကိုကျွန်တော်က၂လပေးလိုက်လို့ရှိရင်၅လဖြစ်မတော်ဘူးလားโอเค၅လပြီးသွားလို့ရှိရင်ကျွန်တော်ကကော်မတီကြားနဲ့ငွေသွင်းတာနဲ့ခရရင်အဲ့ဒါနဲ့ဒီခရရင်ရေးဖို့တွေဆွဲဖို့တွေဗောနော်လိုင်းမဲ့ဟာတွေအကုန်လုံးအတွက်ကိုကျွန်တော်၁လပေးထားတယ်ဗောဗျာ ဲ့တော့ကျွန်တော်တို့ရဲ့ဒီတက်တန်းတို့ရဲ့အမူအရက6လအတွင်းပြီးကိုပြီးတယ်ပေါ့နော်ဒါတော့ပြီးကိုပြီးတယ်ဆိုတာကျွန်တော်လုံးနိုင်တဲ့အနေအထားကိုပြောတာပေါ့နော်ကျွန်တော်တက်ပိုလုံးနိုင်တဲ့သူရှင်းလေဒီထက်စောင့်ရင်စောင့်ပါပေါ့နော်ဒါဟိုရှင်းနေအကိုတွေအမတွေနော်ညီလေးတွေညီမလေးတွေတယောက်ပြီးတယောက်လာမင်းနေကြလို့ပေါ့နော်ဒါအာ CIA ဆရာကိုအားကြတာဗျာ6လနဲ့ဘလို့ပြီးအောင်လုံးလိုက်လေဆိုတဲ့အပေါ်မှာကျွန်တော်ခုလိုဖြေကြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲမှုရဲတွေမြန်မြန်လေးပြီးအောင်ဆောင်ရွက်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာ